အားသောဝါလာရှိညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလာ6ရက်နေ့နောက်ဆုံးရအာစနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာပရမတော်ဒီနေ့ဘုကိုမဖော်ပြခင်မှာတခုပြောချင်တာကဒီရက်ပိုင်းမှာဘောလုံးပွဲလေးရနည်းနည်းစိတ်တယ် ကျွန်တော်ကအာဆင်နယ်ပွဲတီးတန့်ပြရတယ်ဆိုရင်တော့မှအဲ့ဒါကိုဒိုက်ရိုက်လိုက်ပြတာဖြစ်တဲ့အတွက်တခါကျရင်တချို့သတင်းလေးမတင်ဖြစ်လိုက်တာရှိတယ်အဲ့တော့ဂျားထဲမှာလစ်လက်သွားတဲ့သတင်းလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဒီမနက်ခင်းမှာစူးစီးပြီးဖော်ပြပေးသွားမယ်တချို့ညီကိုတွေအတွက်ဆိုတချို့သတင်းတွေကတီးပြီးဖြစ်ပေမဲ့မတီးတဲ့ညီကိုတွေအတွက်တော့ကျွန်တော် data analyze လုပ်ပြီးတော့ဖော်ပြပေးတော့ပါမယ်။ပထမဦးသတင်းတစ်ပုဒ်ကတော့ TikTok ကဖော်ပြထားတာ rumor တော့များတယ်။ဒါပေမဲ့50 50ယုံကြည်လို့ရတဲ့သတင်းထားတာပေါ့လေ။ TikTok ရဲ့ဖော်ပြထားချက်အရဆိုရင်လာမယ့်စောင်းစည်းကွက်မှာ Gabriel Jesus အတွက်တင့်တော်တဲ့ကမ်းလှမ်းမှုတွေရှိလာခင် Arsenal ကရောင်းချတော့ဖို့စဉ်းစားနေတယ်။ဒီနေရာမှာ Jesus နဲ့ပတ်သက်ပြီးဝယင်းစည်းထက် Arsenal တို့က15တန်းလောက်ထိအရှုံးခံပြီးရောင်းချတော့ဖို့ရှိစေဖော်ပြထားတယ်။ ဂျေဆုကိုကျွန်တော်ဝယ်ခဲ့တော့ပေါင်45တန်းဒါပေမဲ့ပေါင်တန်း30လောက်ရလို့ရှိရင်လမ်းဖွင့်ပေးသွားမယ်ကစားသမားကိုရောင်းချဖို့အတွက်ဆန္ဒရှိနေဆိုပြီးတော့ TikTok ကဖော်ပြသွားတယ်ဒီနေရာမှာလာမယ့်စောင်းစည်းကွက်မှာတိုက်စစ်မှုရှာဖွေဖို့ရှိနေခဲ့တဲ့ Everton တို့ကလည်းဂျေဆုနဲ့ပတ်သက်ပြီးသတင်းထွက်နေဖြစ်တဲ့အတွက်ဒီကိစ္စကစောင့်ကြည့်သွားဖို့ရှိရဆိုပြီးတော့ TikTok ကတော့ရေးသားသွားတယ်ဒါက TikTok ရဲ့အာပေါ်လေးဖြစ်နိုင်တယ်အာဆင်နယ်အသင်းအတွင်းကတည်င်းလဲဖြစ်နိုင်တယ်စောင့်တော့ကြည့်ရမယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်သက်သွားမဲ့အနာဂတ်မှာက ဂျေဆုနေနဲ့ပါလာဖို့ကရခိုင်တို့ရန်နေသွားပြီအာဆင်နယ်တင်းကအခုအသင်းရဲ့ကောင်းလာပါကြီးရဆိုတဲ့2029စာချုပ်လက်ကျန်ကစားသမားတွေအားလုံးကိုတက်တန်းတွေ့ရတဲ့မှာမာတီနယ်လီနဲ့ဂျေဆုကတော့ကြံသေးတယ်ဒါပေမဲ့မာတီနယ်လီနဲ့ပတ်သက်ပြီးကျွန်တော်မစိုးရင်တာကမာတီနယ်လီတို့ကစားသမားမျိုးကစာချုပ်တစ်နှစ်ပဲကျန်ကျန်6လပဲကျန်ကျန်အာဆင်နယ်မှာ တတန်းတိုးခြင်းလို့ပြောလိုက်ရင်ခေါင်းကျင်ပြီးချက်ချင်းတတန်းတိုးမဲ့လူစားမျိုးမာတီနယ်လီစိတ်တက်ကိုကျွန်တော်တို့သိတယ်။ဒါပေမဲ့ဂျေဆုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကိုအလောတကြီးမလုပ်ဘူးဆိုတာကအေဇီယန်ဒန်ရနေပြန်လာမဲ့ကစားသမားတူဘလောက်ထိအသင်းမှာအဆင်ပြေပါမလဲ။ဒန်ရပြင်ပြီးယာသွားနိုင်လား။လက်ရှိရောက်မဲ့ဆိုရင်ရောဈေးကွက်တန်ကြီးရအသက်ရွယ်ရအဆင်ပြေနိုင်လားဆိုသူတို့ကြည့်တာ။အဲ့တော့ဒီကစားသမားရဲ့အသက်ရွယ်လက်ရှိကြီးမှာအသက်28နှစ်ရှိပြီ။မာတီနယ်နဲ့မတူတာအဲ့ဒါလေ။မာတီနယ်လီအနေနဲ့ကစာချုပ်တတန်းတိုးဖို့ကိစ္စဆွေးနွေးရတာလွယ်လွယ်ကူရှိတယ်။သူပြောခဲ့ဘူးရယ်ဗောလေ။ ကျွန်တော်မှဘောပင်တစ်ချောင်းပဲလိုတယ်တဲ့အာဆီနမှာဆက်ပြီးနေဖို့ဆိုရင်လက်မှတ်ထိုးဖို့တဘောပင်တစ်ချောင်းပဲကျွန်တော်ကိုပေးပါတဲ့မာတီနေလီကအဲ့လိုပြောခဲ့ဘူးတဲ့ဒါပေမဲ့ဂျေဆုရဲ့အသက်အရွယ်ကလက်ရှိချိန်မှာအသက်28နှစ်ရခဲ့ဘူးတာက ACN ဒန်ယာပြန်လာမယ်ဆိုရင်တော့မှ အဲ့ဒန်ရကဒန်ဖြစ်နေမလားအပြေဝတ်တက်တာမလားဆိုတာမသိနိုင်ဘူးအေဆန်ဒန်ရမရခင်ကဂျေဆုကတော်တော်ကြီးကိုမှဒန်ရစိတ်တဲ့ကစားသမားလို့ပြောလို့ရတယ်အဲ့တော့အာဆင်နယ်အသင်းမှာဆိုရင်ဒီကစားသမားစာချုပ်က2029ခုနှစ်ဒီပဲကျန်တော့တာဖြစ်တဲ့အတွက်လာမယ့်စောင်းစည်းကွက်နဲ့လာမယ့်ຫນွေစည်းကွက်မရောက်လို့ရှိရင်2029ຫນွေကြရင်ကျွန်တော်တို့အလွတ်နဲ့လက်လွတ်ရတော့မှာပါဒီကစားသမားနေနဲ့အာဆင်နယ်ရောက်လာပြီးတဲ့နောက်ဆုံး3နှစ်အတွင်းမှာဆိုရင်2020 23ဘောလုံးရည်ဒီမှာရပ်ပေါင်းတရာနားထားရတယ် ဂိန်း16ပွဲလွှဲချော်ထားတယ်2023 2024ဘောလုံးရာသီမှာ89ရက်နားထားတယ်ဂိန်း16ပွဲလွှဲချော်ထားပြီးတော့ကြံခဲ့တဲ့ဘောလုံးရာသီမှာတော့ရပ်ပေါင်း380တိနားထားရတယ်အဲ့ဒီမှာဂိန်း56ပွဲအထိတရာသီသုံးစာနီးပါးလောက်လွှဲချော်ခဲ့တယ် ဒါကတော့ဒီယာတီနဲ့ဟိုဘက်ယာတီနှစ်ခုလုံးသူတို့ပေါင်းလိုက်တဲ့ရက်အရေအတွက်ပေါ့လေအဲ့တော့ဂျေဆုနဲ့ပတ်သက်ပြီးအာဆင်နယ်အသင်းကဝင်းစေးပေါင်း45တန်းကို15တန်းလောက်အရှုံးခံပြီးပေါင်တန်း30ရရင်ရောင်းချဖို့တပင်စင်တယ်ကြောအနေနဲ့ကတော့အဲ့ပေါင်တန်း30လောက်ပြန်ဝင်လာရင်မစိုးပြုတ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဈေးကွက်ထက်မှာ ASEAN ဒဏ်ရာတဲ့ကစားသမားတူအဲ့လောက်ထိပေးပါမလားတစ်ချက်တော့ရှိတယ်ဂျေဆုကအဲ့ဒဏ်ရာမရခင်ဒဏ်ရာအသေးစားလေးရာတော့က Real Madrid လို့အသိမျိုးနဲ့တော့သတင်းထွက်လိုက်သေးတယ်ဈေးကွက်တန်ကြီးကလည်း တန်း60ကျော်ရှိတယ်အခုတော့ transfer market မှာ euro 32တန်းလောက်ပဲဈေးကွက်တန်ကြီးရှိရတယ်အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ပေါင်တန်း30လောက်ထိရအောင်ရောင်းနိုင်မလား entry barter ဆွမ်းဆောင်ပြီးသွားနိုင်မလားစောက်ကြည့်သွားမှာပါဒန်ယာရီတာမင်းအိုင်တော်တော်လေးကောင်းတဲ့ကစားသမားပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Premier League သမိုင်းမှာအသက်ငယ်ဆုံး Twin Go ဖန်တီမှုစုစုပေါင်း100ပြည့်မြောက်ခဲ့တဲ့9ယောက်မြောက်ကစားသမားဖြစ်လာခဲ့တဲ့ဘူကာအိုဆာကာ ဆာကာနီနဲ့ဒါပရီးမီယာလိတမိုင်းမှာပေါ့လေ Twin Go ဖန်တီးမှုပေါင်းလိုက်လို့ရှိရင်အချိန်ကြီးတရာပြေးမြောက်ခဲ့တဲ့ခုနှစ်ယောက်မြောက်အသက်ငယ်ဆုံးကစားမဖြစ်လာခဲ့တယ်။သူ့အရှိမဆိုလို့ရှိရင်တော့ Michael Owen, Rooney, Fowler, Fabregas, Cristiano Ronaldo, Lukaku အဲ့ဒီကစားသမားတွေရှိရယ်။ဒါပြီးတော့လို့ရှိရင်တော့ Bukayo Saka ရ24နဲ့29ရက်နဲ့အသက်အငယ်ဆုံးခုနှစ်ယောက်မြောက်အဖြစ်ဒါ Twin Go ဖန်တီးမှုအချိန်ကြီးတရာပြေးမြောက်ခဲ့တာပေါ့လေ။ Go ကတော့55 Go ဖန်တီးမှုက45ကြိမ်အဲ့တော့ကျွန်တော်တို့ what time လိုက်တဲ့အသင်းရဲ့ပွဲစဉ်မှာရတဲ့ပနတီကိုသူကန်သွင်းနေဆိုတာဒီလို record လေးရှိလို့ပုံမှန်နေထားဆိုလို့ရှိရင် तू ကယောဂရက်ကိုပေးကန်ပြီးသားပဲအာဆင်နယ်တကယ်ပနတီတက်ကာအဖြစ်နောက်ပိုင်းယောဂရက်ကိုတောင်းပေးထားလဲတွေ့တယ်ဒါပေမဲ့ဒီလိုမျိုး record တွေအနေထားရတမျိုးဖို့ကောင်းတာလीဒီ goal ထက်ဆိုင်ရင်အရှိမလူကျုံသွားခဲ့တဲ့စာကာရဲ့ goal လေးတကူရှိတယ် ဒါလည်းသူပြေးထွက်သွားတဲ့အချိန်မှာပေးလိုက်တဲ့သူဒလေးဖြစ်သွားလို့ပဲကျွန်တော်တင်သူပြေးထွက်တာတိုင်ပင်ကြိုက်ပဲနည်းနည်းလေးပခုံးဆောင်လေးထွက်ပြီးကျုံသွားခဲ့လို့အဲ့ဒီလုံးမဆိုလဲပပနဲ့နဲ့နဲ့ဂိုးရသွားတာအဲ့လိုမျိုး position player နေပြီးရသွားတဲ့ဂိုးတွေကျွန်တော်ပို့ပြီးတန်ဖိုးထားဖြစ်တဲ့အတွက်အဲ့ဒီဂိုးလေးသာဆိုရင်သူပို့ပြီးအောင်ပွဲခဲ့လို့လည်းကောင်းမယ်အဲသူရဲ့ဒီ twin goal ဖန်တီးမှုစုစုပေါင်း premier league မှာအကြိမ်တရာပြည့်သွားတဲ့ goal လေးဖြစ်နိုင်တယ်။ဒါပေမဲ့ Julian Timber ရှာဖွေပေးခဲ့တဲ့ penalty ကိုသူကန်သွင်းသွားခဲ့ပြီးတော့သူ့အတွက်ဆိုရင်တော့ premier league ရဲ့9ရောက်မြောက်အသက်ငယ်ဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ပါဗျ။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဒီတာပြောသွားတဲ့ injury သတင်းများတချို့တွေလာပေးကြတယ်အကိုတဲ့ဘယ်ကစားသမားဘလို့ချင်းနေရှိတယ်ဘယ်တော့ပြန်လာနိုင်မလဲဒဏ်ရာပြင်းလာလာမိကြတယ်လက်ရှိချိန်မှာကျွန်တော်တို့လေကိုကာကြီးရတာ injury သတင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးသိရတာက interview တွေမှာအာဒီတာပြောရတဲ့ဇာတ်ရည်ပဲရှိတယ်စေးဖွဲ့တရားဝင်တော့မထုတ်ပြန်သေးဘူးအာဒီတာပြောသွားချက်အရဆိုလို့ရှိရင်တော့ declan right နဲ့စလိုက်အောင် rice ကအဆင်ပြေမှုမပေါ်ပါဘူးသူကိုယ်တိုင်လူစားလဲဖို့ ပြောခဲ့တာပါတောင်းတောင်းဆို rice ကတောင်းယုံဒရာလောက်နဲ့ဆိုစက်ပြီးကစားကစားသမားမျိုးဒါပေမဲ့သူတော်တော်လေးနာကျင်သွားတာဖြစ်တဲ့အတွက်သူကိုယ်တိုင်လူစားလဲဖို့တောင်းဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲချိန်တွင်သူ့ကိုလူစားလဲခဲ့လိုက်ရတယ်သူ့ရဲ့နောက်ကျောမှာနာကျင်တယ်လို့လည်းကျွန်တော်တို့ပြောတယ်ဆိုပြီးပြောပါတယ်လောလောဆယ်အထိတော့ကျွန်တော်တို့အသေးချာချာမစစ်ဆေးရသေးတဲ့ဖြစ်တဲ့အတွက်ကစားသမားဘယ်လောက်နားရမလဲဒရာဘယ်လောက်ပြင်းလဲဆိုတာတော့နောက်မှပဲသိရမယ်သူအဆင်ပြေမယ်လို့ထင်ပါဆိုပြီးတော့အိုက်ဒါပြောပါတယ်တကယ်လဲဒီကလန်ရိုက်လို့ကစားမှပြောတော်လီစတောင်းဖြစ်တယ် အခြားကစားသမားတွေဒဏ်ရာရရမယ်ဒါပေမဲ့ rice လိုကစားသမားမျိုးက worry ကောင်းတဲ့ပြည်မှာသူ့ကိုထိခိုက်မဲ့အရာမျိုးတွေတက်နိုင်သမျှချင့်ချိန်ပြီးကစားတဲ့ကစားသမားမျိုးအရင်ကြီးယူမမိုက်ဇုံနေတဲ့ပြစ်ဝင်တဲ့ကစားသမားမျိုးမဟုတ်ဘူးဒါကြောင့်မို့အရှိမကြည့်လိုက်မယ်ဆိုတော့ rice ကအာဆင်နယ်တဲ့တရားတီပွဲပေါင်း90ပတ်ချလဲစော့နိုင်တဲ့ကစားသမားကြီးတယောက်ဖြစ်ရှိတယ်အဲ့တော့ rice ကဒဏ်ရာနဲ့ပတ်သက်ပြီးတော့နောက်ကျောသူပြစ်ကျသွားချင်မှာနောက်ကျောနည်းနည်းနာသွားရဆိုပြီးတော့ဒီခါလေးကင်ပြီးထွက်သွားတွေ့ရပါလေဒါပေမဲ့လောလောဆယ်တော့တရားဝင်စစ်စစ်မှုတွေမတိရသေးဘူးဆိုပေမဲ့ကစားသမားကိုယ်တိုင်က risk uv ဆက်မကစားဘဲနဲ့ဒရန်ပြင်းထန်သွားမှာဆိုလဲဆိုတော့အနာပြလိုက်တယ်။တခုကျွန်တော်တို့ကန်ကောင်းတာက international break က14ရက်လောက်နားမှာ16ရက်နေ့ကျမှကျွန်တော်ဖူအန်နယ်ပွဲကစားမှာဖြစ်တဲ့အတွက်ဂျားထဲမှာအင်္ဂလန်လက်ရွေးစင်အသင်းကိုမဆေလွတ်ဘဲနဲ့တက်တက်သာနားခိုင်းမယ်ဆိုရင်တော့အဆင်ပြေသွားနိုင်တဲ့ဒရန်မျိုးပါ။နောက်တစ်ယောက်ကတော့ Pero Hingabe လာမယ့်16ရက်နေ့ဖူအန်အသင်းနဲ့ပွဲစဉ်အသင်းလူစင်းနဲ့မှာ Pero Hingabe တယောက်ပြန်လည်ပါဝင်လာနိုင်တယ်ဆိုပြီး AIDA ကလည်းပြောဆိုသွားခဲ့ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ DRT Premier League အင်ကွင်းမှာ ပွဲထက်ကစားကွင်းရတဲ့၃ပွဲလုံးမှာဒံရကြောင့်ပထမပိုင်းနေလူစားလဲလိုက်ရတယ်မာတင်အိုရီဂန်တိုက်ဆိုင်နေပြောရမလားမသိဘူးကို့အိမ်ကွင်းမှာဝင်ပြီးကစားကွင်းရတဲ့ပွဲထွက်ရတဲ့အချိန်၃ချိန်စလုံးမှာအိုရီဂန်ဒံရရတယ်မနေ့ကဝက်ဆန်တင်းနဲ့ပွဲစီမှာဆိုရင်မိနစ်30မှနေဒူးဒံရရတယ်နော်တန်ဖော့စ်အသင်းနဲ့ပွဲစီမှာ16မိနစ်မှာပခုံးဒံရရတယ်လီးယူနိုက်တက်အသင်းနဲ့ပွဲစဉ်38မိနစ်မှာပခုံးဒံရရတယ်ဒါကတော့အိမ်ကွင်း၃ပွဲပေါ့လေ အဲ့တော့မာတင်အိုဒီဂက်ကပြိုင်ဘက်ကစားသမားနဲ့ဒူးချင်းရိုင်းမိသွားတဲ့အတွက်ဒဏ်ရာသွားခဲ့တာအချိန်ကြီးကတော့သူတော်တော်လေးနာသွားတဲ့ပုံပါပဲဒူးကိုတော့မှယာယီပတိစီးထားရတာပါအများကြီးမစိုးဖို့ကျွန်တော်တို့မျှော်လင့်ထားပါဆိုပြီးအိုက်တာကတော့ပွဲပြီးအင်တာဗျူးမှာပြောသွားတယ်အဲ့တော့သူပြောသွားတဲ့ချက်လက်တွေကြည့်မယ်ဆိုရင်တော့တကယ်လေမာတင်အိုဒီဂက်ကပြိုင်ဘက်ကစားသမားနဲ့ဒူးချင်းသွားရိုက်မိတာတခါကျရင်ကျွန်တော်တို့ထောက်ထားတဲ့ဒူးတက်ဆိုင်ပြိုင်ဘက်ကပြေးပြီးရိုက်တဲ့အခါပို့ပြီးနာတယ်မနေ့ကသူကအချက်ကိုစန့်ထုတ်ပြီးတော့အဲ့ထွက်သွားတဲ့ကစားသမားရဲ့ဘောလုံးလမ်းကြောင်းလှမ်းတားတာ ဖြစ်ချင်အောင်တစ်ဖက်ပြန်ပြန်ကစားလို့မရလေသူ့ရဲ့ direction ကအားနဲ့မနဲ့ပြရမယ့်နေတာဖြစ်တဲ့အခါမှာမာတင်အိုရီကက်ဒူးကခံလိုက်တဲ့ပုံစံဖြစ်သွားတယ်ပြစ်တိုက်သွားတဲ့လူကတော့မသိတာဘူးပေါ့လေအတိုက်ခံလိုက်တဲ့လူကတော့အဲ့ဒူးမှတော်တော်လေးနာကျင်သွားတယ်အဲ့သူဆက်ပြီးကစားဖို့ကြိုးစားတယ်ဘလို့မှမရတဲ့နောက်တော့လူစားလဲဖို့ပဲသူရွေးချယ်လိုက်ဒါမျိုးကလည်းကောင်းတယ် ဟိုတားကြီးဖြစ်နိုင်သေးတဲ့အသင်းတွက်ပေးဆက်မယ်ဆိုဒဏ်ရိုက်တစ်ဖက်နဲ့ကစားရင်မပြောရမစုံအာဆီယံဒဏ်ရာလောက်ပြင်းထန်သွားတဲ့အဆင်မျိုးကြီးလေဖြစ်တတ်တယ်။အားကြောင့်နောက်ပိုင်းအာဆင်ရဲ့စေးဖွဲ့တွေကချက်ချင်းပြပြသလဲမိတယ်အဆင်ပြေလာမရအောင်ဆိုလို့ရှိရင်လူစားလဲအဲ့လိုမျိုးကြီးလုပ်တယ်။အဲ့တော့မာတင်အိုရီကတ်အနေနဲ့ရှေ့မှာပခုံးဒဏ်ရာကြောင့်နှစ်ပွဲလောက်ပထမပိုင်းကြီးလူစားလဲရတယ်။အခုကတော့ဒူးဒဏ်ရာအဲ့တော့ဒီအော်တိုဘာလာအတွင်းမှာပဲနော်ဝေသင်းရဲ့ပွဲစဉ်နှစ်ပွဲရှိရယ်။၁၇ရက်နေ့ကြာလို့ရှိရင်အစ်စထရီးနဲ့ကန်မဲ့ပွဲစဉ်ရှိတယ်။ပြီးရင်၁၄ရက်နေ့ကြာလို့ရှိရင်တော့ နယူးဇီလန်နဲ့ကံမဲ့ပွဲစဉ်ရှိတယ်တပွဲကတော့ချစ်ကြည်ပွဲတပွဲကတော့ကဘာဖလာချစ်စီပွဲဒါပေမဲ့နော်ဝေးကအောင်ပါပြီအေးဆေးပါပဲသူတို့အမှတ်တွေအများကြီးစုဆောင်းတာဖြစ်တဲ့အတွက်မာရင်အိုဒီကတ်ကတော့ဒီရအတွင်းမှာနားပြီးတော့ဆက်ရှင်နေကံမဲ့ဖူအန်တင်းနဲ့ပွဲစဉ်အတွက်လန်ဒန်မှာပဲနေဖို့ပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ် ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားကြင်ဆိုတော့ဗာပြဖုန်းမှာတညာကို466 363တိန်နံပါတ်တညာကို9593ခေါရောင်းနေရတော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးကိုထုတ်စီမှာစောခြင်းနဲ့စိတ်ချယူကြည့်တယ်ဆိုရင်တော့အားလုံးကိုဖိတ်ခေါ်ပါရစေခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်မျိုးသမီးအသင်းကြောင်းလေးပြောလိုက်အောင်မပြောတာတော့ကြာပြီ။ကြာပြီဆိုတဲ့အတိုင်းပဲရာလက်တီရလည်းစိုးနေတယ်။ရာသီအစဝူမန်စူပါလီနှစ်ပွဲကိုသူတို့နိုင်တယ်။နောက်ဆုံး၃ပွဲမှာတော့နိုင်ပွဲပြောက်သွားတယ်။အဲ့နောက်ဆုံး၃ပွဲမှာဆိုရင်နှစ်ပွဲတည်ကြတယ်တပွဲရှုံးတယ်။ တေကြတဲ့ပွဲတွေက Manchester United နဲ့ဝင်းဝင်းပွဲစဉ်မှာတေကြတယ် Aston Villa ကိုကိုယ့်ငွေမှာအခန့်နဲ့ကစားတဲ့အခါမှာတေကြတယ်ဝမ်ဝမ်ပေါ့လေ Manchester City ရော3-2ကိုနဲ့အဝေးကမှာသွားပြီးရှုံးတယ်ဒါတော့နောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်ဟိုတနေ့ရလေးတင်အဲ့တော့ Renaissance ကရဲ့အသင်းကကြံခဲ့တဲ့ရာသီက Women Super League မှာအရင်အခြေအနေမကောင်းခဲ့ဘူးဆိုပေမဲ့ Champion League ရထားခဲ့တယ်အမျိုးသမီး Champion League ပေါ့လေဒီနှစ်မှာဆိုလို့ရှိရင်လည်းသူတို့ ပြည်တွင်းပွဲတွေမှာတာလွတ်လွတ်ချင်း၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲသီးတစ်ပွဲရှုံးရလကအရင်အစိုးကြီးမဟုတ်ဘူးဆိုပေမဲ့ဝီလျံဆန်မရှိရဲ့နောက်မှာတော့သူတို့ခန်စစ်ကတော်တော်လေးအားနေတယ်တွေ့တယ်။ဂိုးရီလွယ်လွယ်ကူကူခွင့်ပြုရတယ်။တချို့ပွဲစီမှာသွင်းကိုရီတက်တိတ်မပူရဘူးဆိုပေမဲ့ခန်စစ်ကဂိုးရီလွယ်လွယ်ကူမိနစ်နောက်ပိုင်းတွေမှာပေးနေတာတွေ့တယ်။အဲရီနစ်လန်ကနေဒီဘက်ကိုတေချာလေးကင်လို့တော့ဘူးလိုအပ်တယ်။အဲအထူးသဖြင့်ဒီဝူမန်စူပါလီမှာသူလက်ရှိအချိန်မှာအဆင့်၅ ငါးပွဲကံပြီးအချိန်မှာ၈မှတ်ပဲရှိရယ်ဒါက၅ပွဲကံပြီး73မှတ်ရထားတဲ့ Chelsea နဲ့ဆိုရင်တော့ရမှတ်၅မှတ်ထိကျွန်တော်ဝေးกว่าသွားပြီးပြောလို့ရတယ် Chelsea တို့ Manchester City တို့ကဘူမဆူပါလီမှာတော်တော်ကောင်းတာဒါပေမဲ့ဥရောပစုံမဲ့ပါဆိုအာဆင်နယ်ကပိုပြီးရလက်ကောင်းတယ်အမျိုးသမီးပွဲစဉ်တွေမှာဆိုလို့ရှိရင်ပေါ့လေအော်တိုဘာ၈ရက်နေ့ကျရင်တော့ချန်ပီယံလိလိုင်ယွန်နဲ့ပွဲစဉ်ရှိတယ်အမျိုးသမီးပွဲစဉ်တွေဗမာကြည့်ရမလဲဆိုရင်မင်းနဲ့ညီကိုတွေဆိုရင်တော့ YouTube မှာအာဆင်နယ်ဝူမဆူပြီးရိုက်ရှာလိုက်အဲ့ဒီပွဲစဉ်ပြတဲ့ချိန်ကြလို့ရှိရင် YouTube မှာတိုက်ရိုက်ပြတဲ့ channel တွေရှိပါတယ် ဲ့တော့အာဆင်နယ်မျိုးသမီးသင်းအနေနဲ့ Lion နဲ့ကိုတနအီခွဲ AM ရှင်းနေကြရင်ကံမယ်ပြီးရင်12ရက်နေ့ကျလို့ရှိရင် Brighton နဲ့ကိုယ့်အင်ကွန်မှာအခန့်ကစားမယ်ပြီးရင်18ရက်နေ့ကျရင်တော့ Benfica နဲ့ Champions League ပွဲစဉ်ဖြစ်အဝေးကွင်းမှာသွားပြီးကံမယ်တနအီခွဲ AM ပဲပြီးရင်နိုဝင်ဘာ၂ရက်နေ့ကျလို့ရှိရင်တော့ Women Super League အဖြစ် Leicester City ကိုအဝေးကွင်းမှာသွားရောက်ပြီးတော့ကစားမယ်6ခွဲပေါ့လေအဲ့တော့ဒီလိုမျိုး record တွေဒီလိုမျိုးအခြေအနေလေးလာမဲ့ပွဲချက်တွေအရဆိုရင်တော့ ကာလာရှိဒန်ကြောင့်နားနေတဲ့ဝီလျံဆန်မရှိတဲ့ခံစစ်ကတော့တော်တော်လေးယုံကန်နေရတယ်။အဲ့တော့တိုက်စစ်ဘလောက်ကောင်းကောင်းခံစစ်မလုံခြုံတဲ့ခါကျရင်နှောင်းပိုင်းမိနစ်5တွေပေးရတာတွေဖြစ်တယ်။အဲ့တော့ရီနစ်လန်ကလည်းအာဆင်နယ်မျိုးသမီးတွေကိုဒီယာဒီမှာရောစူပလာတစ်ခုယူပေးတော့နိုင်မလားစောင့်ကြည့်သွားမှာပါ။ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်အမျိုးသမီးဘောလုံးလောကမှာဆို အာဆင်နယ်မြို့သမီးသင်းကတော်ယုံတန်ယုံရာလက်မျိုးလောက်နဲ့နီးပြယုံဆက်ပြီးမထားတာဖြစ်တဲ့အတွက်ဒီဟာဒီစူပလာတစ်ခုကိုယူနိုင်မှာဖြစ်မယ်။ဒါကလည်း Women Super League ဖြစ်ဖြစ်ချန်ပီယံလိဖြစ်ဖြစ်မယူပေးနိုင်လို့ဖလားလက်မဲ့ဖြစ်ပြီဆိုရင်တော့ Renaissance ကရဲ့အနာဂတ်ကလည်းတိတ်ပြီးမကျိန်းသေးဘူးပေါ့လေ။အဲ့တော့ကျွန်တော်တို့စောင့်ကြည့်သွားပါပါ။လောလောဆယ်မှာတော့အာဆင်နယ်မျိုးသားသင်းကအဆင့်တက်မှာရှိပြီးအာဆင်နယ်မျိုးသမီးသင်းကတော့အဆင့်9မှာရှိနေပါတယ်။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။